မင်္ဂလာပါရှင်ကျွန်မအခုပြပြပေးခြင်းတဲ့အကြောင်းအရာကတော့ကြားစေးတစ်ခုကနေပြီးတော့နောက်ထပ်အစ်စ်တစ်ခုကိုပြောင်းတဲ့အခါမှာသိထားတဲ့အချက်ကလေးတွေပဲဖြစ်ပါတယ်အရင်ဦးစွာကိုပြောင်းမဲ့မတက်ကဘယ်နီးလန်းကိုပြောင်းပါလဲဆိုတာအရင်ဆုံးစဉ်းစားရပါမယ်အဲ့ဒါမှနီးမှန်လမ်းမှန်နဲ့ပြောင်းလဲခြင်းဖြစ်ပါလိမ့်မယ်တစ်ခုနဲ့တစ်ခု ပြောင်းလဲတဲ့နေရာမှာ အချိန်ကိုဟပြီးတော့ gap မထားပါဘူးဥပမာ3လစီဓာတ်ပုံထိုးထားတာ3လပြည့်တော့မယ်နီလန်းအစ်စ်ကိုပြောင်းမယ်ဆိုရင်အဲ့ဒီ3လမပြည့်ခင်မှာစားပါမယ်အဲ့တော့အချိန်ကိုက်ဖြစ်ဖို့ကအရေးအရန်ကြီးပါတယ်အဲဘယ်ဆေးကိုပဲပြောင်းပြောင်းဘယ်မက်သတ်ကိုပဲပြောင်းပြောင်းထောက်ဆေးပဲဖြစ်ဖြစ်ထိုးဆေးပဲဖြစ်ဖြစ်ဆက်စားဦးဆုံးသုံးတော့မယ်ဆိုရင်ရန်သီဆက်ဝန်းရဲ့ D1 ကနေပြီးတော့ D5 အတွင်းမှာစတင်သုံးတာထိရောက်မှုအရှိဆုံးဖြစ်ပါတယ်။ဥပမာအားဖြင့်၂၈လုံးစီကန်ဆက်တောက်တော့မယ်ဆိုရင်ရာသီဆက်ဆာခြင်း D1 ကနေ D5 အတွင်းတောက်မယ်ဆိုရင်ကာဝယ်မှုကိုချက်ချင်းပေးနိုင်ပါတယ်။ဓာတ်ပိုထိုးမယ်ဆိုရင်လည်းရာသီစဆခြင်းရဲ့ D1 ကနေ D5 တွင်ထိုးလို့ရှိရင်တရေသားမရအောင်ချက်ချင်းထိရောက်အောင်ကာဝယ်ပေးပါတယ်။တကယ်လို့ကိုယ့်ရဲ့ ရာသီဆက်ဝန်းရဲ့ဆော့ဆော့ပြောသွားတယ်တရက်ကနေ9ရက်ထဲကျော်နေပြီဆိုလို့ရှိရင်တော့တခြားကာကွယ်နီလန်ဖြစ်တဲ့ထပ်ဆောင်ကာကွယ်နီ barrier method ဖြစ်တဲ့ condom ကို9ရက်တိတိထပ်ပြီးတော့သုံးရပါမယ်အဲ့တော့နီလန်အစ်စ်ကိုစပြီးတော့သုံးမယ်ဆိုလို့ရှိရင်ဒီသတိသားမရအောင်လို့ကာကွယ်မှုရှိမရှိကိုသိရှိစေဖို့အတွက်ကိုတချို့နီလန်တွေမှာစသုံးတဲ့အချိန်ပေါ်မှာမူတည်ပြီးတော့9ရက်လောက် တခြားနည်းလမ်းထပ်သုံးဖို့အတွက်လိုအပ်တတ်ပါတယ်။ဒီလိုမိမိကိုယ်ကိုမတည်ကြလို့ရှိရင်ဆရာဝန်ဆီကနေပြီးတော့အကြံပြုချက်ကိုရယူပြီးတော့အကြံပြုချက်အတိုင်းသုံးဆွဲခြင်းရတော့အတေချဆုံးဖြစ်ပါတယ်။ချက်ပြီးတတိပေးခြင်းတာတစ်ခုရှိပါတယ်။နီလန်းပြောင်းတော့မယ်ဆိုရင်ဆရာဝန်နဲ့စနစ်တကျတိုင်ပင်မှာယာဒီလာတဲ့ရက်ကိုမမှတ်မိဘူးဆိုလို့ရှိရင်ခမန်းရက်ကိုတတ်မှတ်ပြီးနီလန်းအစ်စတင်မိနေ့ကို ချိန်ညရပါမယ်။ခက်မန်းနောက်ဆုံးရာသီလာခဲ့တဲ့နေ့ကိုမတိတဲ့သူပဲဖြစ်ဖြစ်၃လစီပြည့်တဲ့နေ့ကိုမတိတဲ့သူပဲဖြစ်ဖြစ်ထပ်ဆောင်ကာကွယ်နေဘယ်ရီယာမက်သက်ကွန်ဒွန်ကို9ရက်တိတိသုံးဖို့လုံးဝမမေ့ကြပါနဲ့။ပြက်ကွက်ခြင်းမျိုးမဖြစ်ရလေအောင်။ရချင်းကအပွိုင်းမန့်ကတ်ကိုအသုံးပြုရပါမယ်။အားလုံးပဲ မှန်ကန်တဲ့နီးလန်းတွေကိုရွေးချယ်ပြီးတော့စနစ်တကျအသုံးပြုပြီးကာဝယ်နိုင်ကြပါစီရှင်။ကျမရဲ့ Vice Over Script လေးကိုဒီနေရာမှာအဆုံးသတ်ခွင့်ပြုပါရှင်။အားလုံးပဲတာယာလှပသောနေ့လေးတွေပိုင်ဆိုင်နေကြပါစီ။ကျမဒေါက်တာဂျူဝယ်ပါ။